ဘိတ်ခရိုင်ပလောမြို့နယ်ကြောက်ကာကျေးရွာမှာလောင်ကျွမ်းခဲ့တဲ့မိကြောင့်အထက်တန်းចောင်းခွဲအပါဝင်စိတ်ခံတရာကြီး30မီလောင်ကျွမ်းခဲ့ပြီးရေလုံငန်းကိုတော်အများအပြားမီလောင်ဆုံးရှုံးခဲ့ပါတယ်။တင်္ဂါလုံငန်းအထူးကလောက်ကိုင်းနဲ့ပင်လယ်အတွင်းကကျုံကျုံမှာတည်ရှိတဲ့ကြောက်ကာကျေးရွာမှာဖေဖော်ဝါရီ17ရက်နေ့နေ့9နာရီလောက်ကမီးပေါ်ဆမှုကြောင့်စတင်လောင်ကျွမ်းခဲ့ကနေ့လယ်2နာရီမိနစ်20မှာမီးညွတ်ကျိုးခဲ့တာဖြစ်ပါတယ်။ ်ဗိခရိုင်မိသက်ဦးစီမူဦးစော်ဝင်းကအင်ဂျီက435လုံးရှိပြီးအဲ့ဒီအထဲက218လုံးလောင်ကျွမ်းခဲ့က34လုံးကဖျက်လိုက်ရပြီးဆုံးရှုံးမှုတန်ဖိုးကတော့တွက်ချက်နေတော့ဖြစ်တယ်လို့ပြောပါရယ်အဲ့ဒီမိလောင်ကျွမ်းမှုကခလေးငယ်တူကဖျောင်းနိုင်ပြီးစော်ကစားရကနေမိစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါရယ်မိကချုံနေဆောင်ကိုလောင်ကျွမ်းပြီးအိမ်တွေကိုကူးဆက်သွားတာဖြစ်တယ်လို့ကြောက်ကကြီးရွာကဒေသခံတအူးဖြစ်သူဦးရဲအောင်ကဆိုပါရယ် မီးလောင်တဲ့အချိန်မှာဒီရေကျတဲ့အချိန်ဖြစ်တဲ့အတွက်ရေရေစုပ်ပြီးမင်းငိမ့်တက်လို့မရခဲ့ဘူးလေကားလဲတိုက်နေတယ်ဆိုတော့အမှတ်နှစ်အမှတ်၃အမှတ်၄ရက်ကွက်အားလုံးကမီးရဲပါသွားတာဖြစ်တယ်လို့ဦးရဲအောင်ကဆိုပါတယ်ကြောက်ကကြေးရွာမှာရက်ကွက်၄ရက်ကွက်ရှိတဲ့အနေနဲ့၃ရက်ကွက်လောင်ကျွမ်းခဲ့ပြီးဒေသခံတွေပြောကြတဲ့လောင်ကျွမ်းခံရတဲ့အင်ဂျင်နဲ့တာဝန်ရှိသူတွေပြောကြတဲ့မီးလောင်ခံရတဲ့အင်ဂျင်အရေအတွက်တရားကွာဟမှုရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်